pretty the ใจကျွန်တော်ใจမင်္ဂလာပါကိုကိန်းစတာဖုတ်ဘောရှူအနေကျူတူပါရဲကျွန်တော်ကိုခက်မှာဘောလုံးပွဲကိုစီးပွားပြီးကစားလို့ရတဲ့ညီကိုတွေအားလုံးအတွက်ရည်ရွယ်တင်ဆက်ပေးနေတဲ့ဒီကဏ္ဍလေးကနေချန်ပီယံလိနှစ်ရက်မှာရှင်ပြိုင်ကစားမယ်အသင်းတွေကိုဒါကျွန်တော်တို့ကြိုက်သင်းတွေရွေးချယ်တုံးသက်ဆွေးနွေးတော့မှာဖြစ်ပါတယ်ကျွန်တော်ညီကိုတွေကိုဒီကြိုက်သင်းရွေးချယ်မှုဒီအကြံပေးချက်ဒီလုံးဝအကြံပေးချက်တက်တက်တာဖြစ်ပါတယ်ကျွန်တော်တို့ ရွေးတဲ့အသင်းကိုမဖြစ်မနေလိုက်ရွေးဖို့မဟုတ်ပါဘူးကိုကြိုက်တဲ့အသင်းနဲ့ထပ်တူညီမှသာလျှင်ရွေးချယ်ဖို့အတွက်တခါတည်းအသိပေးပြရစီခင်ဗျာโอเคအဲ့တော့ predicy အကြိုက်ဆိုပေမဲ့ကျွန်တော်အာရှရဲ့အကြိုက်လေးတွေပါထည့်သွင်းပြီးတော့ပြပြပေးသွားမယ်ဒီလိုမျိုးပြပြတဲ့အခါကျမှကျွန်တော်ညီကိုအနေနဲ့ပို့ပြီးတော့ရွေးချယ်စရာ option များသွားတာပေါ့အပရီးမီးယားလိမှာဆိုရင်တော့နာမည်ကြီးပန်ဒစ်တွေနဲ့ကျွန်တော်အကြိုက်ရွေးပေးတယ်ချန်ပီယံလိမှာဆိုရင်တော့ဒါပရီဒီစီနဲ့ကျွန်တော်ဟိုအကြိုက်လေးတွေပေါင်းပြီးရွေးပေးပါမယ်။ Okay အဲ့တော့ကျွန်တော်စလိုက်အောင်ပထမဆုံးတစ်ပွဲကအတ္လန်တာနဲ့ club brugge ဒီပွဲစဉ်မှာအကြောပေးမှုကနည်းနည်းလေးတော့ shock ရှိတယ်အသေးကြလို့တဝက်လောက်ဆုံးရှုံးရင်အင်ရှင်အသင်းကိုကျွန်တော်တွေရင်းနှီးလို့ရတယ်သူပဲတရေကြရင်သူကအပြင်းကြီးဆုံးရှုံးဝင်ပေးရတဲ့အတွက်ကြောင့်အနေငယ်ပြဿနာရှိတယ် predicie ကဒီပွဲစဉ်ကို ancient atlanta က2-1နဲ့နိုင်မယ်လို့ခန့်မှန်းထားတယ်ဒီအတွက်ကြောင့် predicie ရဲ့ရွေးချယ်မှုက Atlanta ဖြစ်ပါတယ်။အာရှတော့ Club Brugge ကိုရွေးထားပါတယ်။ဒါပေမဲ့ဘယ်တင်ကဘယ်နှကိုနဲ့နိုင်မယ်ဘာညာတော့သူကတော့မကမန်ဒါကိုသူ့အကြိုက်ကိုပဲရွေးပေးထားတာ။ကျွန်တော်ကိုယ်တိုင်လည်း Club Brugge ကိုပို့ပြီးသဘောကျတယ်။ Brugge ကပရိသတ်တွေကိုအမြဲလိုလိုအကျိုးပြုတဲ့အသင်းလို့တောင်ညွှန်ရမယ်။ပြီးခဲ့တဲ့ဘောလုံးရာသီကလည်း Champion League မှာတော်တော်ကောင်းခဲ့တဲ့အသင်းတစ်သင်း အဲ့အတွက်ကြောင့်တဖြည်းဖြည်းကျလာပြီဖြစ်တဲ့အတ္တလန်တာကိုအနိုင်ဆုံးတေရလက် ရောက်သွားဖို့ဆိုတာတိတ်ပြီးမခက်ခဲဘူးလို့ကျွန်တော်ယူဆတယ်။တေပွဲတစ်ပွဲကိုဖော်ဆောင်နိုင်မဲ့အတွက်ကြောင့် Club Brugge ကိုကျွန်တော်အာရှနဲ့အတူရွေးချယ်ပေးလိုက်ပါတယ်။နောက်တစ်ပွဲကတော့ Carat El Martin နဲ့ Real Madrid အနေနဲ့ရှိတယ်ဗျာဒီပွဲလဲကျွန်တော်ရဲ့ Madrid ကိုအရင်က Madrid လို့တွားမြင်လို့မရတော့ဘူး။ Xavi Alonso ဒီ ကြစ်ကြစ်လေးလေးနဲ့ရေရှည်မှာ အောင်မြင်နိုင်တဲ့အတင်းတင်းဖြစ်အောင် ဖွဲ့စည်းတည်ဆောက်နေတယ်။ဒါပေမဲ့မက်ဒရစ်ရဲ့ပုံတံလက်ရှိချိန်ထိမှန်မနေသေးဘူး။အခုချိန်မှာကာလိုပြန်လွှမ်းတဲ့သူတွေလည်းရှိကောင်းရှိနိုင်တယ်။ဒါပေမဲ့မလွှမ်းပါနဲ့။ဇာဘီအလွန်ဆိုကရေရှည်သွားမဲ့နီးပြားတယောက်ဖြစ်တဲ့အတွက်ကြောင့်ဒီရလက်ပိုင်းတွေကိုတော့ကျွန်တော်တို့နားလည်လက်ခံပေးရလိမ့်မယ်။ဥပမာပြောရမယ့်တလက်ဒီကိုမက်ဒရစ်ကိုဂူပြက်ကြီးရှုံးသွားတာကတော့ရုပ်ပေါက်တယ်ပေါ့နော်။ကျွန်တော်ဒီပွဲဒီမှာလည်းအကြောပေးမှုအရကျွန်တော်နိုင်နိုင်ပါမလားစဉ်းစားရမယ်။ အကြောပေးမှုရတော့၃လုံးတဝက်ပြောရှင်ဝင်ပေးတာတယ်။ MRD ကလုံးဝချင်းတဲ့အတင်တင်းတော့ဒီအကြောပေးမှုကပွင့်လင်းပြောရင်ကျွန်တော်ပျော့နေတယ်လို့တောင်ထင်တယ်။မသူရလို့အနေထားမျိုးအနေနဲ့အရင်တန့်နေဗျာ။တူတယ်ကိုကြည့်အောင်တူတယ်ကိုကလည်း၄လုံးတဝက်အဲ့တော့ကြောင့်ကျွန်တော်ညာရီယယ်မက်ဒရစ်ရဲ့တွင်းကိုဒီနှစ်ကိုတော့မဖြစ်နိုင်ဘူးအနည်းဆုံးသုံးကိုလောက်တော့ဖြစ်နိုင်တယ်တူတယ်ကိုနဲ့ပြန်ချိန်ကြည့်တာဟုတ်ဆိုတော့မတက်နိုင်ဘူးလက်ရှိချိန်မှာရီယယ်မက်ဒရစ်ဘလို့ပဲဖြစ်နေဖြစ်နေကျွန်တော်ကတော့မက်ဒရစ်ကိုပဲ အားပေးခြင်းနဲ့ Real Madrid နဲ့ Total ကိုအများဖြစ်ပါတယ်ခင်ဗျာကျတော့ Predicia ကိုဘယ်သေးုံကြိုက်လဲ Real Madrid ကိုကြိုက်တယ်သူကတော့3-1ဆိုတဲ့ရလဒ်ကိုခံမှန်းထားပါတယ်အာရှရဲ့အကြိုက်ကတော့ Real Madrid ပဲဖြစ်ပါတယ်ကျွန်တော်နဲ့အာရှအမြင်ချင်းတော်တော်များတူနေတယ်ကဲကျွန်တော်နောက်တစ်ပွဲကတော့ AEP Purpose ဖြစ်ပါတယ်။ Bayern Munich နဲ့အင်ကွေးမှာအက်ခန်ရှင်ပိုင်ကစားမှာပါ။အကြောပေးမှုရတော့နှလုံးတစ်ဝက်ရှုံ။တိုတယ်ကူကတော့သုံးလုံးအပြည့်ရှုံ ဆိုတော့ကျွန်တော်ကတော့ရှင်းတယ်ဒီလိုပွဲမျိုးတွေမှာတစ်ဖက်ကဘလို့အခြေအနေမှမသိတဲ့အသင်းကိုကြေးတွေရှောက်ကြည့်ပြီးတော့မခံမှန်းပေးခြင်းဘူးညတာမှုကင်းမဲ့တဲ့ဘိုင်မင်းကိုအားပေးတာပို့ပြီးတော့ကောင်းလိမ့်မယ်ကျွန်တော်ကတော့ဘိုင်ယန်ရွေးချယ်ပေးခြင်းပါတယ်နှလုံးတဝက်ရှုံးဆိုတော့လေဗျာမစိုးပါဘူးနှလုံးတဝက်ရှုံးပလေစီဘိုင်ယန်မြူနစ်ပဲတော့ကျွန်တော်နောက်ပရီတဇီရဲ့ရွေးချယ်မှုကိုထပ်ကြည့်အောင်ပရီတဇီကတော့ဒီပွဲတွေမှာဘိုင်ယန်မင်းက3-0နဲ့နိုင်သွားမယ်လို့ခန့်မှန်းထားပါတယ်အာရှရဲ့အကြိုက်ကလည်းဘိုင်ယန်မင်းပဲဖြစ်ပါတယ်โอเคနောက်တစ်ပွဲသွားမယ်အက်တလက်တီကိုမက်ဒရစ်နဲ့ဖရန်ဖတ်အကြောပေးမှုကတော့ 1D ဖြစ်ပါတယ်။ Frankfurt ကပထမအကြော်တုန်းကဒါပွဲစဉ်တက်မှာခြေသွမ်းပြပြီးတော့နိုင်ခဲ့တဲ့အသင်းတစ်သင်း။ Atletico Madrid ကစားသမားတွေရဲ့ဆန်းဆောင်ရင်ပိုင်းကလည်းလက်ရှိချိန်မှာပြန်ပြီးတော့တက်လာတယ် Real Madrid ကိုဂိုးပြတ်နိုင်တာတဲ့အတွက်ကြောင့်စိတ်တပိုင်းဆိုင်ရာလည်းအသာစီးရနေနိုင်တာကိုကျွန်တော်တို့တစ်ချက်တော့ထည့်တွက်ရမယ်။ဒါပေမဲ့ Frankfurt ကလည်းပါချီပါချက်အသင်းတစ်သင်းတော့မဟုတ်ဘူးပြ။ 1D က 1D တိုင်းပြီးသွားဖို့များတယ်။ကျွန်တော်ကတော့ဒီလိုပွဲမျိုးမှာအဲ့တဲ့ Frankfurt ကိုအားပေးတာပို့ပြီးတော့ကောင်းမယ်။ တရေကိုမျော်လင့်ခွင့်ရှိတယ်။တရေမျော်လင့်တာတော့မှဗျာတဲ့မစင်ပေါ်ကနေထိုင်ပြီးတော့မျော်လင့်ခွင့်ရှိတဲ့အခြေအနေမျိုးဗျာ။အဲ့အတွက်ကြောင့်ကျွန်တော်ကဒီပွဲစဉ်မှာ Frankfurt ကိုရွေးချယ်ပေးခြင်းပါတယ်။အဲပရီတီရဲ့အကြိုက်ကိုလည်းကျွန်တော်ထပ်ပြီးတော့ပြောပြပေးရသေး။ပရီတီရဲ့အကြိုက်ကတော့ဒီပွဲစဉ်မှာ Atletico Madrid 2-1နဲ့နိုင်သွားမယ်လို့ခန့်မှန်းထားပါတယ်။အဲ့တို့ကြောင့်ချေးခွာပေါ့နော်။အာရှရဲ့အကြိုက်ကတော့ဒီပွဲစဉ်မှာ Frankfurt ဖြစ်ပါတယ်။ကျွန်တော်ရဲ့အမြင်ချက်တော့ရှောက်တူနေ ဟုတ်ကဲ့တလက်သားရဲ့မိဆက်ပေးချင်တာကျွန်တော်အခုဗီဒီယိုကိုကူညီပံ့ပိုးထားတဲ့ပေါ်ကင်မှာ iMac Connection ကိုငါတို့လိုမေး Sport Eagle နဲ့ One Expert ကိုကစားလို့ရပါတယ်မြန်မာချင်းနဲ့အသီးသန့်ကစားလို့ရတယ်လို့ဘန်ဝင်လည်းကစားနိုင်ပါတယ်အသေးသေးသိချင်တယ်ဆိုရင်တော့ပမာဏမဲ့6သလုံး9သလုံး5သလုံးမှဆက်သွယ်ဆောင်နဲ့မိမြန်လို့ရပါတယ်နောက်တစ်ပွဲကျွန်တော် Buddha Glim နဲ့ Tottenham Hotspur အာရှရဲ့အကြောပေးမှုရက Tottenham Hotspur တရေတဝက်ရှုံးဆိုတဲ့အကြောပေးမှုပေးထားတယ်ဗျာ တေတဝက်ရုံးဆိုတော့တော်တော်လေးတော့တန်တယ်ဘုဒ္ဓကလင်းနိုင်မဖြစ်လိမ့်မယ်တေကြရင်ဒါပြဿနာမရှိဘူးဗျာတော်တော်စပါအနိုင်ပြန်မှန်းလို့ရတဲ့အခြေအနေမျိုးဖြစ်သွားလိမ့်မယ်ဒါပေမဲ့စပါကလည်းယုံကြည်ခြင်းစရာအတင်းတင်းတော့လည်းမဟုတ်နေပြန်ဘူးဆိုတော့ဒီပွဲမှာ အာရှရဲ့အကြိုက်ကတော်တင်ဟော့စပါအပရီဒစီရဲ့ခမန်းချက်ကြတော့တော်တင်ဟော့စပါဝန်ဝန်တီပွဲဖြစ်သွားမယ်လို့ခမန်းထားတယ်ကျွန်တော်ကလည်းတေပွဲတပွဲဖြစ်မယ်လို့ပဲထင်တယ်ဒါပေမဲ့ အနိုင်လေးကိုအနေငယ်မျောလင်းကြည့်မယ်ဆိုရင် AI Newcastle ပွဲရလိုမျိုးပေါ့တည်ရကြဖို့ကတော့များတယ်အနိုင်လေး10%ပဲရှိရှိအဲ့ဒါဟိုပိုကောင်းတဲ့အတင်းကိုရွေးလိုက်တာအကောင်းဆုံးပဲတည်ရတဝက်ဗျာ invest လုပ်လိုက်တယ်ဗျာအပြည့်ကြီးပြောရမှာအဲ့တော့ကြောင့် Tottenham Hotspur ကိုကျွန်တော်ရွေးချယ်ပေးခြင်းပါတယ်ကဲနောက်တစ်ပွဲကတော့ Chelsea နဲ့ ဘန်ဖီကာချယ်ဆီကတလုံးတဝက်ပျော်ရွှင်ခွင့်ပေးထားပါတယ်ချယ်ဆီကိုယုံရဲသေးလားကျွန်တော်ကတော့ချယ်ဆီပြိသက်တယောက်ဖြစ်ပါသေးဘူးကျွန်တော်အရင်မယုံရဲတော့ဘူးပြီးရင်လည်းလီဗာပူးနဲ့ကန်အဖို့ရှိနေတယ်ဒီပွဲဒီမှာကျွန်တော်ကတော့ဘန်ဖီကာကိုပို့ပြီးတော့ကြိုက်တယ်တိုတယ်ကိုလည်းကျွန်တော်အများကိုရွေးပေးခြင်းတယ် တော့ Benfica တိုတယ်ကိုအများပေါ့နော်အာရှရဲ့အကြိုက်ကတော့ Chelsea ဖြစ်ပါတယ် Premier ရဲ့ခမန်းမှုလေးလေးကျွန်တော်ထပ်ပြောပြချင်ပါတယ် Chelsea က2-1နဲ့နိုင်သွားမယ်လို့ခမန်းထားပါတယ်ခင်ဗျ Chelsea နိုင်ကောင်းနိုင်နိုင်တယ်ဒါပေမဲ့လည်းအဲ့လိုဂိုးပြတ်ကြီးနိုင်ဖို့ဆိုတာသိပြီးတော့လွယ်ကူမနေဘူးဗျတကူးသွင်းတဝက်လောက်တော့ Chelsea ပျော်ရွှင်ခွင့်ရမယ်သဘောမျိုးပေါ့နော်ဒါပေမဲ့ကျွန်တော်တော့သိပြီးမရွေးချယ်ပေးရတော့ဘူး ောက်ထပ်တစ်ပွဲကတော့ Liverpool နဲ့ Galatasaray ပွဲဖြစ်ပါတယ်ဒီပွဲစဉ်ကိုတော့ Liverpool က2-1နဲ့နိုင်မယ်လို့ Predictor ကခန့်မှန်းထားပါတယ်အာရှရဲ့အကြိုက်ကလည်း Liverpool ဖြစ်ပါတယ် Liverpool 1-0တိုင်ပြီးသွားဖို့များတယ်ကျွန်တော်လည်း Liverpool ကိုရွေးချယ်ပေးကြပါတယ်ကဲနောက်တစ်ပွဲလာပြီး Inter Milan နဲ့ Slavia Prague Inter Milan အသစ်ကိုအထင်သေးခဲ့တာပထမပွဲစဉ်တစ်တုန်းကကြောင်ပြောက်သွားခဲ့တယ်ပေါ့နော် Champions League မှာတော့ Christian Chivu က Inter Milan နဲ့မဆိုးလို့ပဲပြောရမှာပေါ့တိုးတော့ဒီပွဲစဉ်ကမဆိုးလို့ပြောတဲ့ဆိုပါစီအောင်အကျော်ပြမှုကြီးကအကျွတ်စင်ကြီးပြတကူးသွင်းလို့မရဘူးတကူးသွင်းရင် အပြည့်ဆုံးရှုံးရလိမ့်မယ်အဲ့တော့ဒီပွဲစဉ်ကိုပရီတီစီကဘယ်လိုခတ်မှန်းထားသလဲတူးစီးနဲ့နိုင်မယ်လို့ခတ်မှန်းထားပါတယ်အာရှရဲ့အကြိုက်ကလည်းအင်တာမီလန်ဖြစ်ပါတယ်ဒီတစ်ခါတော့ကျွန်တော်တို့အင်တာမီလန်ကိုယုံကြည်လိုက်ရအောင်ခင်ဗျကဲနောက်တဲ့ပွဲမာဆင်းနဲ့ IS ဒါတော့အင်ကာညမှာရှင်ပြိုင်ကစားမဲ့နောက်ဆုံးသောပွဲဖြစ်ပါတယ်ဗိုလ်တုံးညမှာရှင်ပြိုင်ကစားမဲ့ပွဲတွေကိုကျွန်တော်ဗိုလ်တုံးမနှက်ပိုင်းမှာအခုလိုမျိုးဗီဒီယိုလေးတစ်ပုဒ်ထပ်လုပ်ပေးပါမယ်ဆိုတော့မာဆင်းနဲ့ IS ပွဲမှာမာဆီကတကူတဝက်ရှုံပေးထားတယ်အဲ့ဒါကတော့ရုပ်ပေါက်တဲ့အကျော်ပေးမှုပေါ့နော် IS နဲ့မာဆီကဘလောက်ခွာလို့တော့ ဒါမဲ့အဲ့ဒလောက်ဒီကိုတကယ်ကြီးအကျော်ပေးထားပါဗျ။ Predator ရဲ့ခမန်းမှုကတော့ Marseille 2-1နဲ့နိုင်မယ်လို့ခမန်းထားပါဗျ။ Arsha ရဲ့အကြိုက်ကလည်း Marseille ဖြစ်ပါတယ်။ကျွန်တော်ကတော့ဟိုဒီ site နဲ့ site လုံးနဲ့အနေငယ်ဘက်ကန်ကျင်တယ်။ကျွန်တော် IS တင်ကိုအားပေးကျင်တယ်။ Marseille နိုင်သွားရအောင်ဗျာ။ဂိုးပြတ်နိုင်မှုဆိုတာအနေငယ်ခက်ခဲမလားဗောနော်။ IS pay that လုတ်ပြသည်ခင်ဗျာ။ Okay ဒါကတော့ဒီညမှာရှင်မြိုင်ရေးသားဖို့ရှိနေတဲ့ Champion League ပွဲစဉ်တွေထဲမှာကျွန်တော်အကြိုက်အသင်းတွေ Predicy နဲ့အာရှရွေးချယ်မှုတွေကို sharing လုပ်ပေးခဲ့တာပါမနေ့ပြန်ရောက်ရင်ဗိုလ်တော်ကြီးရဲ့အကြိုက်အသင်းတွေကို sharing ထပ်လုပ်ပေးပါမယ်ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးခဲ့တဲ့အတွက်အားလုံးကျေးဇူးများအပြီးတင်ပါတယ်